လူဘဝရလာလို့ရှိရင်မင်းတို့အမြင်မျက်စိနှမျိုးရှိရမယ်။ဘာလဲလို့ဆိုရင်မျက်စိတစ်ခုကစီးပွားရှာတတ်တဲ့မျက်စိမျက်စိတစ်လုံးကတော့ကိုချင်းတရားရှုမြင်တတ်တဲ့မျက်စိ။ Eye for economy နဲ့ Eye for morality ပေါ့။အဲ့ဒီနှစ်ခုပြည့်စုံရမယ်သူဆို။ လူဖြစ်လာလို့ရှိရင်စီပွားရေးမျက်စိနဲ့ရှေ့ရမယ်ကိုကျင်တရားပဲစီပွားရေးမျက်စိသာရှိပြီးကိုကျင်တရားမျက်စိမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်မြင်ပုဂ္ဂိုလ်ဖြစ်ပြီးတော့မမှန်ကန်တဲ့နိလန်းနေနဲ့စီပွားရှာမကြခင်ကြာဆုံးသွားတယ်မကြာဆုံးရင်တောင်မှပဲတည်တည်ချမ်းမဲ့မှာဆဲဒုက္ခနဲ့ကြုံရမယ်သူကတစ်ဖက်ကဆုံးရှုံးသွားနိုင်တယ်ရသော်ဘုရားကနှစ်ဖက်လုံးမဆုံးရှုံးရအောင် စီးပွားကိုကိုကျင့်တရားနဲ့ထိန်းဟာကိုကျင့်တရားနဲ့စီးပွားဒီနှစ်ခုဟာပေါင်းဆက်ပြီးတော့တွားရမယ်စိုက်ပိုင်းစိုက်ဟိုဘက်ဒီဘက်နှစ်ခုတွဲဖက်ပြီးတော့တွားရမယ်အဲ့ဒါလို့ညီတူညီမြကိုကျင့်တရားလိုက်ကောင်းတဲ့စီးပွားဥစ္စာနဲ့ရှာတတ်တယ်ဆိုမှအဲ့ဒီပုဂ္ဂိုလ်ရဲ့ချီးပွားတိုးတက်ဖို့ဟာခိုင်မာတယ်လို့သူတို့ဆိုမြန်မာနိုင်ငံမှာလည်းပဲစီးပွားဥစ္စာတွေဖြစ်ပြီးကြဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်နိ ချမ်းသာကြွယ်ဝပြီးတော့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်ရှိတယ်။အဲ့ဒါဘာကြောင့်လို့ဆိုရင်ကိုချင်းတရားဘက်ကပြည့်ပြတ်သွားလို့ရှိရင်မြင်းမြန်းကြာဆုံးသွားတတ်တယ်ပေါ့။ကိုချင်းသိခါကြောင့်ပျက်စီးသွားတယ်ညာကြီးပဲရှိ။အဲ့ဒါလို့မဖြစ်ရအောင်တတိနဲ့တမ္စင်ညာနဲ့ကြိုးစားအထောက်အမှားလို့။ဒါကြောင့်မို့ဘဝကိုရှုမြင်သုံးသပ်နိုင်တာရှိရ။တေစာရင်တော့လောကအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ရှုမြင်သုံးသပ်ရမယ်။